လူတယောက်ကိုမဆောင်တော့ဖြစ် surprise ဒိတ်တာနော် surprise လောက်တာတော့လောက်တာပေါ့မွေးနေ့ပွဲမှာပျော်ရှင်လို့ပဲ surprise လောက်တာတယ်မဟုတ်လားအခုဟာကသူတည်မဲ့နေသူစောင့်နေရတယ်လို့ပဲဝေး surprise ဒိတ်တာတွေကလည်းအစမ်းကြီးတွေပဲနော် surprise တိုက်တဲ့လူတွေက public attention ရအောင်เนาะအကျွေးတောင်းတဲ့ပုံစံမျိုးတွေလုပ်ပြီးတော့တိုက်တဲ့အခါမှာဒါတချို့ဆိုရင်ရိုက်လွတ်တာတွေ အစဲဆိုပြောဆိုပြီးတော့စကားများရန်ဖြစ်တာတွေနော်မျိုးတုံဖြစ်နေကြတာဗျာနော်အဲအဲ့လိုမျိုးလောက်တာတွေကတကယ်တမ်းတော့ယောဂါတွေရသွားမလားဒါမှမဟုတ်ရှော့ရသွားမလားပဲနော်ဖြစ်သွားရင်မလွယ်ဘူးအခုဒီမှာလည်းကြည့်လိုက် surprise တိုက်တာဆိုပြီးတော့ဒီမှာနော်လက်တိတ်တွေပါရင်လည်းလောက်ပြီးတော့တကယ်ကိုအမှန်ကန်ကြီးလို့လုံနေတာဗျာနော်ကျွန်တော်အားလုံးတူတူကြည့်ကြည့်ရအောင်ပါအေးကြည့်ကြပါ အခုလိုမျိုးတော့လူတယောက်ကို surprise တိုက်တာနော် surprise လောက်တာတော့လောက်တာပေါ့မွေးနေ့ပွဲမှာပျော်ရှင်လို့ပဲ surprise လောက်တာတည်းမဟုတ်လားအခုဟာကသူတိမဲနေသူစောင့်နေရတယ်လို့ပဲကြည့်ပါအဖြစ်ပြက်လက်ခိုက်ကြီးခတ်ပြီးတော့ ုံးဝမလုပ်သင့်တဲ့အရာတစ်ခုပဲဒါကတော့ရမ်းကိုလုံနေတော်တော်တနာစီကောင်းတာပဲဟိုး ဖုန်းနဲ့စစ်ကြည့်လိုက်ကောင်မလေးနဲ့ဖုန်းပြောနေတာလေတကယ်ချင်းကတော့မလို့ရှင်းပါဘူးကြည့်ပါဦးဖြစ်ပြန်ဒီဘူးကြည့်ကြရအောင်ငါတိရေငါမိဘကိုပြောပြုံးနေပြောရှင်စီကမွေးနေမဟုတ်ဘူးနဲ့ဝမ်းနေစီကချစ်သွားပြီကြည့်ပါ तू ဒီမနေကိုထိုင်ဆောင်နေရတယ်လို့ပဲ तू အဲ့လိုခံစားရရတယ် တစ်ဖက်ကတော့ပျော်နေရမယ်တစ်ဖက်ကတကယ် emotion တွေနဲ့ခံစားဘူးတော့ဒါเนาะငိုကြွေးနေရတာငိုနေရတကယ်ဥလိုက်တက်လိုက်ခံစားနေရတယ်မပျော်တော့ဘူးကံရှင်ချက်ကပျော်စခြင်းလို့လောက်တာမပျော်ရတော့ဘူးပြောရှင်းရအောင်လေ surprise လုပ်တာအဲ့သူမဆိုစိတ်တူမှာပဲလေ

မလို့ရှင်ဘူးအေးအခုလိုမျိုး surprise ကြီးကတော့မလို့ရှင်ဘလောက်ပဲရရ surprise ကြီးတော့ရှာလာကွာတဲ့ကံဟုတ်တယ်เนาะအဲ့ကြတော့အခုဆိုရင် surprise တိုက်တဲ့အဖွဲ့တွေကနော်သူတက်ငါเนาะ public attention ရဖို့တရားစူးစမ်းနေတာနီလန်မျိုးစုံနဲ့လုံနေကြတာအဲသာသမီတွေညီကိုမောင်နှမတွေကလည်း surprise ကိုငွေကုန်ကြေးကြခံပြီးတော့ကိုအဲ season ဆောင်ရွက်နေကြတာအ အဲ့ကြောင်ဝင်ကုန်ချစ်ကြခံပြီးတော့ surprise ကြော်ရှင်ရဖို့မဟုတ်ဖဲနဲ့စိတ်ဝမ်းနဲ့ကြည်ကွဲခံစားစရာစွန့်နှစ်ကြည်ကွဲစရာမျိုးတွေနဲ့လှုပ်တဲ့ခါကျတော့ရောဂါတွေပိုဖြစ်သွားနိုင်တယ် short တွေရသွားနိုင်တယ်လို့ပဲကျွန်တော်တို့ထင်နေပြန်နော်အဲ့လိုမျိုးနီလန်းနေနေတော့လူတစ်ဖက်သားကို surprise ဖြစ်အောင်မလုပ်သင့်ဘူး surprise ဆိုတာလုံးဝအရာအလုံးဟာကြော်ရှင်နေရတဲ့ surprise ပဲဖြစ်တဲ့လို့ကျွန်တော်အနေနဲ့တော့မြင်နေဗျကျွန်တော်အမျိုးတွေရောအဲ့လိုမျိုးတကယ်ကြည်ကွဲခံစားရအောင် surprise ကြီးတွေလုပ်ပြီးတော့မှ စီစဉ်ပြီးတော့မှ surprise တိုက်တင်လာလှုပ်တင်လာအဲ့လိုလူတွေကိုဘာပြောကျင်လဲအခုဖျက်တင်နေပတ်သက်ပြီးတော့ကိုယ့်အမြင်ကိုယ်ခံစားချက်တွေကိုကောမမရေးခဲ့ပေးပါအောင်ဗျာ